မင်္ဂလာပါရှင်မက်ရှလာဆက်ရှိရဲ့အင်္ဂါနေ့ရွှေကောင်းရဲ့ထူးခြားပြီးရင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ဗမော်မျိုးရှိခရီးယန်ဖျားအောင်ကို KIA PDF အဖွဲ့မီရှိုဖြစ်စီရဲ့သတင်းမက်ရှလာ16ရက်ညနေ၄နာရီကကချင်ပြည်နယ်ဗမော်မျိုးဗမော်မန်ဝင်းလမ်းမကြီးပေရှိစိန့်ပက်ထရစ်ရိုမန်ကက်သလစ်ခရီးယန်ဖျားရှိကူကျောင်းကိုစစ်သွေးကြွ KIA PDF အဖွဲ့ဝင်များမှမီရှိုဖြစ်စီလိုက်ကြောင်းသိရပါတယ်။ စစ်သွေးကြွ KIA PDF အဖွဲ့ဝင်များမိရှုဖြစ်စည်းခြင်းကြောင့်ခရီးရန်ဖျားကြောင့်ရှိတင်းဥစရာကြီးရဲ့နေအိမ်နဲ့အရှုံးခန်းအပြင်အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတို့ကိုပါမိလောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ပေါ်မျိုးနယ်ရင်း7.3ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွာယူသူဆေးပြား25သိန်းကျော်ဖန်စီရမီရဲ့တဲ့ရင်။ ပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်တွင်22ဘိန်းတွဲရှင်ရေရေတိုင်ကီအန်ဝတ်အတွင်းဒိုဝတ်တဲဆောင်လာတဲ့ငွေကျပ်3.8ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွယူသူစေပြား25သိန်းကျော်ဖန်စီရမိခဲ့ကြောင်းသိရပါဗျာ။ တပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်းအဖွဲ့ဟာမက်ရှလာစေရန်နနက်9နာရီကဘုကိုတိုင်းဒေသကြီးဝေါ်မြို့နယ်ညောင်ခါရှိခြေဝါအနီးတွင်မန္တလေးမှဖန်ဘတ်သူဝေဖြိုးမောင်ခေါ်ကိုဖြိုးမောင်နေပြီးမမလာကျော်လိုက်ပါလာတဲ့တောင်ဖန်22ဘိန်းတွင်တွေ့ရင်အားတရင်အရာရှာဖွေအားရှင်ရဲ့ရှေးတိုင်းကအဝတ်အတွင်းသိုးဝတ်သေးဆောင်လာတဲ့ဒေသကာလတမုံငွေချက်3.3ဘီလီယံကျော်တန်မှုရှိစေကြွေသူစေပြား25.3သိန်းတင်ဆက်ရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ရှင်။ထမန်ဒီဆမဲတဲ့တွင်ကတော့အမြန်လန်းတွင်ပရာဟိတရှင်ကခွေးကိုရှောင်းတင်းရမှာတိမ်မောင်မှုဖြစ်ပွားကစေတနာဝန်ထမ်းတအူအပါအဝင်၃ဦးသေဆုံးတဲ့တွင်။ရန်ကုန်မန္တလေးအမြန်လန်းတွင်ပရာဟိတရှင်ကခွေးကိုရှောင်းတင်းရမှာတိမ်မောင်မှုဖြစ်ပွားကစေတနာဝန်ထမ်းတအူအပါအဝင်၃ဦးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာမက်ရှလာ16ရက်နေ့နဲ့9နာရီချိန်ကရန်ကုန်မန္တလေးအမြန်လန်း68မိုင်6ဖာလုံးနဲ့9ဖာလုံးကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ အဆိုပါရင်တိတ်မှမှုကြောင့်ရှင်မော်ရင်လိုက်ပါလာသူ9ဦးနဲ့အသက်16နှစ်အရွယ်စေတနာဝင်တဲ့အမျိုးသမီး2ဦးအပါအဝင်အသက်50နှစ်အရွယ်အမျိုးသား2ဦးနဲ့အသက်54နှစ်အရွယ်အမျိုးသား2ဦးတို့သေဆုံးသွားကြောင်းသိရပါတယ်။သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကိုမြို့ချောင်းပြည်သူ့စေယုံမှရန်ကုန်စေယုံကြီးသို့ပို့ဆောင်ကူညီပေးကြောင်းသိရှိရပါတယ်ရှင်။ ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တခါသုံးကော်ဖီခွက်တွင်ဖျားစီလီပုံများရှိုင်းနှိပ်ပြီးလက်ဖက်ရည်ထဲကရောင်ချနေမှုအားတော်ရောက်စစ်စစ်သိမ်းစေတဲ့သတင်း။ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ဖျားကြီးမြို့ရန်ကုန်မန္တလေးအမြလမ်းမကြီး39မိုင်ရှင်ရနာစကန်ဝဲတွင်ရှိရွှေပလင်းစားတောက်ဆိုင်တွင်တခါသုံးကော်ဖီခွက်တွင်ဖျားစီလီပုံများရှိုင်းနှိပ်ပြီးလက်ဖက်ရည်ထဲကရောင်ချနေမှုအားတာဝန်ရှိသူများကတော်ရောက်စစ်စစ်သိမ်းစေကြတယ်လို့သိရပါဗျ။ မတ်လ16ရက်ည9:45မိနစ်အချိန်ကရွှေပလင်းစားတော်ဆိုင်တွင်တခါသုံးကော်ဖီခွက်များတွင်ဖျားစီဒီပုံများရိုက်နှိပ်ပြီးလက်ဖက်ရည်ထဲကရောင်ချနေကြောင်းသတင်းအရလူကြွင်တပ်ဖွဲ့ဝင်များနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများကတွားရောက်ဆက်စည်ခဲ့တယ်လို့သိရပါဗျာ။ ရှေပလင်စားတော့ဆိုင်အတွင်မှာတစ်ခါတုံးကော်ဖီခွက်များတွင်ဖျားစေဒီပုံများရိတ်နေထားတဲ့ကော်ဖီခွက်25ခွက်အားရှာဝေတွေ့ရှိကြရာတွင်စိုင်မန်နေဂျာဖြစ်သူမှ အနံပေးပြီးဖျားချင်းမျိုးနဲ့အုပ်စုရေးမှူးမှတင်ဆက်ကြတယ်လို့သိရပါရဲ့ရှင်ကျမတို့ရှင်ကုန်မီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်အရှိထူးခြားပြစ်စင်များကိုအစင်းနဲ့တပင်းဤသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။